သိခြင်းကိုစဉ်းစားရင်အိစ္ဆဒုက္ခအနတ္တကိုမြင်မယ်။ဒါတင်လားဆိုတော့မကဘူး။အိစ္ဆဒုက္ခအနတ္တကိုမြင်ပြီးရှုံးမှတော့ဒီဉာဏ်ကတွတ်တက်နေပါလေ။တွတ်တက်ရင်ဘယ်ရောက်သွားမလဲ။တစ္ဆာလေးပါးကိုထွထွင်းပြီးတော့သိတယ်မဲ့ဉာဏ်ကိုရမယ်။အဲ့ဒါကိုပါပြောလို့တန်ဘောဓာယာတဲ့။တန်ဘောဓာယာဆိုတာတစ္ဆာလေးပါးကိုထွထွင်းပြီးတော့သိတယ်နိဗ္ဗာန်ကိုတော့မြင်နိုင်သည့်အထိအစစ်မြင့်တဲ့ဉာဏ်ကိုရည်ရွယ်တာ။အဲ့ဒါကိုရပြီဆိုလို့ရှိရင်အဲ့ဒီလောက်ဉာဏ်ထက်ပြီဆိုရင်ဘာဖြစ်မလဲ။နိဗ္ဗာန်ဓာယာတဲ့။နိဗ္ဗာန်ကိုမျက်မှောက်ပြရလိမ့်မယ်။ဟော။ အလွန်မြင့်မားတဲ့အကျိုးရလတ်တွေဒီခန္ဓာရဲ့သိခြင်းဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းအဖြစ်ရလိမ့်မယ်လို့ဟောတာနော်ဧကန္တနေပိရာယတေဇာပေါ့တန်တရားဝရှင်ရဲ့ကိုညီငွေတဲ့ညာကိုရမယ်သူကြတော့ဧကန္တဆိုတဲ့စကားလုံးလေးပါထည့်ဟောတယ်နော်သိခြင်းကိုစဉ်းစားသိခြင်းစဉ်းစားတဲ့နေရာမှာနည်းနည်းလေးတော့ဦးရှင်တို့နောက်ပိုင်းလေးမှာနည်းနည်းပြောပါမယ်သူကဟိုကိုယ်တဘဝကိုယ်တခန္ဓာရဲ့ပြတ်တက်တဲ့သိတတ်တဲ့သဘောလောက်စဉ်းစားတာနဲ့သူကမပြည့်စုံဘူး ဖြစ်နေတဲ့တတ္တဝါမှန်သမျှတွေ့နေရတဲ့တတ္တဝါမှန်သမျှအကုန်သိရမှကြီးပဲလို့စဉ်းစားမှပြည့်စုံတာလူတွေတွေမကောက်ဒိဋ္ဌိဆန်တွေမြင်မြင်သမျှတွေ့တွေ့သမျှကိုယ်စိတ်ကူးတဲ့ရှိရှိသမျှတတ္တဝါတွေအကုန်လုံးဟာသိကြမှကြီးပဲဆိုတဲ့အမှန်တရားကိုစဉ်းစားမှဉာဏ်အပူပြီးတော့ကျေပြန့်တာကြီးမားတာဟုတ်လားဧကန္တနိဗ္ဗိဒါယတန်တရားဟာ ပျော်ရွှင်ကြီးပျော်ရွှင်စရာကောင်းတဲ့အနေထားတစ်ခုမဟုတ်ဆိုတာတေချာပေါက်သိမယ်ပြီးတော့ပါတော့ဝိဒါဂါယဆွဲမမှုကင်းမယ်နိရောဓါယဒုက္ခချုပ်မယ်ဥပဒမာယနှလုံးစေဝံငြင်းအေးမယ်အဘိညာယထူးသောဉာဏ်ဖြင့်သိမယ်တံဘောဓါယထိုးထွင်းပြီးတော့သိမယ်နိဗ္ဗာန်ယနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်ခုနှစ်မျိုးနော်ဟုတ်လားဒါကြောင့်မလို့တရားဓမ္မတို့အရှင်တို့တွေနော်အကုသိုလ်ကိုရှောင်ကျဉ်လူစိတ်ထက်သန်ဖို့ကုသိုလ်ကိုဆောင်ရွက်လူစိတ်ထက်သန်ဖို့အတွက်မျက်ခြေမပြတ်ရမယ့်အမှန်တရားတစ်ခုဟာဘာလဲလို့မေးရင် တည်ခြင်းတရားပဲဟုတ်လားဒီဥစ္စာကဟိုလူတိုင်းနဲ့အချိန်တိုင်းမှာเนาะဆက်ဆံနေတဲ့ပတ်သက်နေတဲ့တရားဖြစ်တဲ့တွေ့ရအောင်ကျွမ်းကျင်ထားလင်းနေပေါ့เนาะကိုယ်စိတ်ထဲမှာအဲ့တော့တည်ခြင်းတရားကိုစဉ်းစားတဲ့နေရာမှာเนาะစဉ်းစားပုံစဉ်းစားနေတနည်းအားဖြင့်အချက်အလက်ကလေးတွေပေါ့เนาะဘယ်လိုစစဉ်းစားမလဲဆိုတော့အဲလုံနေမကြလို့ရှင်သူကလည်းပဲအရင်ကြီးကျွမ်းကျင်မှာမဟုတ်เนาะအော်ရှင်တန်ခြင်းဟာမမြဲတည်ဆုံးခြင်းဟာမြဲတယ် မွေးဖွားလာတဲ့တတ္တဝါတွေကအကုန်လုံးတရားလိမ့်မယ်။တရားကြည်သေးရဲ့ငါဟာတရားကြည်သေးရဲ့တေကိုတရားလိမ့်မယ်။ကိုကိုကိုတေလူတယောက်ဖြစ်တယ်ဆိုတာကိုချိန်ဖန်များစွာစဉ်းစားတာ။ဟုတ်လား။ဒါပေမဲ့အဲ့လိုစဉ်းစားတဲ့နေရာမှာဒီတည်တတ်တဲ့သဘာဝတွေရဲ့အကြောင်းတွေကိုလည်းပဲအထိုက်လျောက်နားလည်ထားဖို့လိုတယ်။အဲ့ဒီနားလည်မှုတွေနဲ့တွဲပြီးတော့လုံမအားကောင်းနော်။အဲ့ဒီနားလည်မှုကိုရအောင်ဒေသနာတွေကို လေ့လာဖို့သင်တယ်ပေါ့။ဘုရင်တို့မြတ်စွာဘုရားလက်ထက်က သားတယောက်သေးလို့နော်ဖခင်တယောက်အနေနဲ့ဘလို့မှနော်မဖြစ်နေမဆိုင်နေဖြစ်နေတဲ့တခါကြီးတယောက်ကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်။အဲတန်လှသုတ်တံလို့နာမည်ပေးတယ်။တန်လှဆိုတာနော်စိတ်နှလုံးကိုစူးနေတယ်၊မြားလို့အဓိပ္ပာယ်ရတယ်။နော်သားဖြစ်တဲ့လူပြည့်စည်သွားတဲ့အခါကျတော့သူ့စိတ်နှလုံးမှာတောကမြားစူးနေတယ်၊သူဘလို့မှမနှုတ်နိုင်ဘူး။အဲ့ဒါမြတ်စွာဘုရားနော်အမြင်မှန်ရအောင် လုပ်ပေးတာ။ကိုယ့်ရဲ့အမြင်မှန်ဖြစ်တာလည်း ကိုယ်တန်တားမှာရှူးနေတဲ့စိုးရိမ်မှုများကိုနှုတ်နိုင်လား။သူများလာနှုတ်ပေးလို့မရဘူး။ဒါပေမဲ့သူများကဒီမြားကိုနှုတ်တဲ့နေရာမှာအမြင်မှန်ရအောင်တော့အထောက်ကိုပေးနိုင်တယ်။တကယ်တကယ်မြားကိုနှုတ်တာကကိုယ်အမြင်မှန်ပဲကိုယ်နှုတ်ပေးမှာပေါ့နော်။သို့သောအဲ့ဒီအမြင်မှန်ရအောင်ကြတော့သူတော်ကောင်းတွေရဲ့နော်အကူအညီကိုဘယ်လိုရတော့ယူရတာနော်။သူတော်ကောင်းတွေရဲ့အကူအညီနဲ့ကင်းကွာပြီးတော့မရ။ဒါကြောင့်စကားလေးတစ်ခုံးခေါင်းထဲပေါ်လာလေးတယ်။ ဒုက္ခတွေဆက်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 ဖြစ်နေတာတန်တရာဘုကမလို့ဖ ೇನೆ ဒုက္ခတွေဘာကြောင့်ဆက်ဆက်ဖြစ်နေရတယ်လဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုရင်အာအကြီးဆုံးအကြောင်းတရားကအဝိဇ္ဇာဟုတ်လားဘာကြောင့်ဒုက္ခတွေဖြစ်လဲဘာကြောင့်ဆင်းရဲလဲလို့မြင်ဆင်းရဲဘာကြောင့်ဖြစ်လဲလို့မြင်အဝိဇ္ဇာလို့ထိတိမိမိအကြောင်းတရားကိုမြင်တတ်ပါစေဟုတ်လားအဲ့လိုဆိုရင်ဆင်းရဲဘာကြောင့်ချုပ်တုံဒုက္ခတွေဘာကြောင့်ချုပ်သွားတုံလို့မေးရင်ရုတ်တရက်ဆိုရင်တော့ဝိဇ္ဇာလို့ဦးဇင်းတို့ပြောမိမယ်ပေါ့နော်ဒါပေမဲ့အဖြေကအဲ့လိုမဟုတ်ဘူး ဆင်းရဲဘာကြောင့်ချုပ်တုံဆိုတာမြတ်စွာဘုရားကြောင့်ချုပ်ရတယ်ဟောဘုရားကိုအကြောင်းတရားအနေနဲ့ပြောထားတာတကယ်လို့ဒီလိုအမြင်မှန်ရထားတဲ့ပုံကိုတူတူတယောက်မြတ်စွာဘုရားတော့ပေါ်မလာဘူးဆိုရင်ဥစဉ်တို့ဝိဇာဆိုတာရှိနိုင်မလားအဲ့တေချာတွေးကြည့်တော့မှအော်ဟုတ်တာပဲဆိုတဲ့အမြင်ဖြစ်လာတယ်ဟုတ်တယ်မဟုတ်လားအခုကျွတ်တို့မှာတော့ဘာဘာပဲပြောပြောအခုသိနေတဲ့အတိလေးတောင်မဖြစ်စလောက်လေးတွေပေါ့ဟုတ်လားဒီမှာဖြစ်စလောက်အတိလေးတွေတောင်မစုတရားရတာနော်ဘုရားတရားရတာနော်ဟုတ်တယ်မဟုတ်လား ဘုရားဟောထားတဲ့ဒီအမြင်မှန်ဒေသနာတွေနဲ့ကင်းပြီးတော့ဦးဇင်းတို့မှာဒီညာဘလို့မှဖြစ်လာကြကြအောင်မရှိဘူးเนาะမြတ်စွာဘုရားကြီးကဓာတ်ရိုက်မဟုတ်တောင်မှဓာတ်ရိုက်တော့မကြားခဲ့ရဘူးပေါ့ဟုတ်လားဒါမှပြောတော့မရဘူးပေါ့ဘုရားတထက်ကဘုရားနဲ့တွေ့တဲ့လူလည်းဖြစ်ပြီးတော့မှမိုက်လို့မဲလို့ကြံနေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့ဟုတ်လားအင်းတေကြတာကတော့မြတ်စွာဘုရားရဲ့စကားတော်ကိုတဆင်ကြားနဲ့ဦးဇင်းတို့နားတယ်ကိုရောက်လာခဲ့တယ်အဲ့ဒါကနေဆက်ဆက်ပြီးတော့အတိလေးတွေညံလေးတွေဖြစ်ပေါ်လာတယ် တကယ်တန်တရားဝိဒုက္ခကိုဏိကုံချုပ်ပေးတာတော့အတိညာချုပ်ပေးတာပေါ့သို့တော့အဲ့ဒီအတိညာကမြတ်စွာဘုရားကြောင်းသာလင်ရတာဖြစ်တဲ့အတွက်ကြောင့်တန်တရားဝိဒုက္ခကလွတ်ချင်းရဲ့အာကြီးတဲ့အကြောင်းတရားမြတ်စွာဘုရားပွင့်လာခြင်းပဲလို့ဒီလိုမျိုးပြောတာဟုတ်လားဒါကြောင့်ဒေသနာတွေကိုအရှင်တို့ကလုပ်ဖို့လိုတော့လေ့လာဖို့လိုတယ်နာယူဖို့လိုတယ်လိုက်စားဖို့လိုတယ်အလုံးဟာဆက်ဆက်နေတာပေါ့နော်အဲ့တော့မြတ်စွာဘုရားအဲ့လိုသားသေးလို့နော်ယင်မှာတောကမြောက်တောကညောင်ရှူးနေတဲ့တရားကြီးကိုဟောတဲ့ဒေသနာတစ်ပုဒ် အဲ့ဒီတဲကဂါထာလေးတွေနည်းနည်းဥရင်ကောင်းထုတ်ချက်ချမယ်လို့ပြောမှာအနိမိတ်တမနေညာတံမေဇာနဣရဇီဝိတံဂတိတင်္စပရိတ္တင်္စတင်္စဒုက္ခေနတံယုတံနော်သိချင်းတရားအကြောင်းကိုစဉ်းစားဖို့အဲသိချင်းတရားအကြောင်းကိုစဉ်းစားရင်ဒီအသက်ဒီခန္ဓာရဲ့အကြောင်းကိုလည်းပဲချန်ထားလို့မရဘောင်းဆိုသိတယ်ဆိုတာဒီပြင်ဟာသိတာမဟုတ်ဒီအသက်ဒီခန္ဓာသိတာပဲလေအဲ့တော့ခန္ဓာအကြောင်းသိချင်းဒီပင်နဲ့သိချင်းတရားအကြောင်းသိချင်းလို့လည်းပဲတသိတေတေတာပြောလို့ရတယ်ဟုတ်လားအဲ့တော့ဘယ်လိုပြောတာတော့ဒီမှာ အနိမိတ်တမနေညာတံမေဇာနဣဒဇီဝိတံကတိတင်္စပရိတ္တင်္စတင်္စဒုက္ခေနတံယုတံဣဒဤလောက၌မေဇာနတတဝါတို့ရဲ့ဇီဝိတံအသက်တည်အနိမိတ်တံတမတ်ချက်အမှအသာကင်းသည်ဟောဒီဖြစ်၏အနိညာတံကတိအသက်အပိုင်းခြားအဖြစ်မတိအပ်သည်ဟောဒီဖြစ်၏ကတိတင်္စညုံညင်ပင်ပန်းခြင်းရှိသည်လေဟောဒီဖြစ်ပရိတ္တင်္စတူသည်နည်းသည်လေဟောဒီဖြစ်၏တံထိုအသက်တည်ဒုက္ခေနဆင်းရဲနှင့်တံယုတံဆက်ရှင်နေ၏ ဒါလေးကိုနည်းနည်းလေးအသေးပဲပြောပြမယ်တတ္တဝါတို့ရဲ့အသက်ဆိုတာတဲ့နော်ဘလောက်နေရလိမ့်မယ်ဘလို့ပုံတန်နဲ့ဘယ်ချိန်မှာဘာဖြစ်သွားလိမ့်မယ်လို့သိနိုင်တဲ့အမှတ်သာမပါဘူးတဲ့ဆိုလိုတာကဘာမှမသိနိုင်ဘူးတဲ့အသက်ဆိုတာဟုတ်လားကောင်းကောင်းသားနဲ့သိရင်လည်းသိသွားတာပဲအသက်ရဲ့တဘာဝမသိနိုင်ဘူးတဲ့နော်ပြီးတော့ဒီအသက်ကဘလို့သဘောရှိတုံးဆိုတော့ ်။ညိုညင်နဲ့ပင်ပန်းတဲ့သဘောရှိတယ်။ရုန်းကန်တဲ့သဘောရှိတယ်။ဒီအသက်ရှင်ဖို့အတွက်ဦးဇင်းတို့အများကြီးစူးစမ်းအထောက်အကူ။ဒါပေမဲ့ဘလောက်ပဲစူးစမ်းစူးစမ်းအသက်ကအကြာကြီးတည်နေတာတော့လေမဟုတ်ဘူးတဲ့။တိုးတဲ့သဘောနေတဲ့သဘောရှိတယ်တဲ့။အဲ့လိုတိုးတဲ့နေတဲ့သဘောရှိလို့နေရာတုံးလေးမှာချမ်းချမ်းသာသာလေးနေလဲရတာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးတဲ့။ဒုက္ခိနတန်ယုတ်တန်ဆင်းရဲဒုက္ခနဲ့လည်းဆန့်ရှင်နေတယ်တဲ့။ဒါလက်တွေ့အဲ့ဒါပဲ။ဟုတ်လား